ဒါကတော့တကောင်မွေးထားရင်နှစ်စင်ဒေါ်လာရာနဲ့ချီပြီးရနိုင်တဲ့အမွေးထူးထူးယုံကြည်တွေပဲဖြစ်ပါတယ်။ချစ်စရာကောင်းပြီးမဦးမလဲရုပ်လေးနဲ့လူကိုချွဲတက်တဲ့ဒီယုံတွေကိုအန်ဂိုရာလို့လည်းခေါ်ပြီးတော့ကမ္ဘာအမွေးရှိဆုံးယုံမျိုးနွယ်ဝင်ဖြစ်ကိုမှသတ်မှတ်ထားကြပါတယ်။ဒီကောင်လေးတွေကယုံကြည်မျိုးနွယ်ဝင်စည်ရင်းတွေကိုပါပေမဲ့လူသားမျက်လုံးနဲ့ကြည့်ရင်တော့ခွေးပေါက်တတပဲရှိတာမို့လို့နိုင်ငံခြားမှာတော့ချစ်ဖို့ကောင်းပြီးတော့တခင်ကိုပတ်ဆက်ရှာပေးနေတဲ့သူတို့ကိုအိမ်မွေးတိရစ္ဆာန်ဖြစ်မွေးမြူကြပါတယ်။ဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့လူသားတို့အတွက်ကိုတူတက်နိုင်တဲ့ဖက်ချန်းကားနေကိုကောင်းကျိုးပြုနေတဲ့ချစ်စရာ အန်ဂိုရာရပစ်တွေအကြောင်းကိုကျွန်တော်ရဲ့ Golden မြန်မာ Channel လေးကနေတင်ဆက်ပေးသွားမှာလည်းဖြစ်ပါပြီ။အန်ဂိုရာရုံဟာလည်းသူ့ရဲ့အလွန်နိုးညံ့ပြီးတော့ရှင်လျားတဲ့အမွေးတွေအကြောင်းကြော်ကြားထင်ရှားပါပြီ။မူလအရက်ဒေတာတူရကီမျိုးဟောင်းအန်ဂိုရာမျိုးကနေဆင်းသက်လာတဲ့ဒီယုံတွေကိုသူ့ရဲ့မွေရက်ဌာနအားအစွဲပြုခြင်းဖြင့်အန်ဂိုရာရပစ်လို့ကမ္ဘာတဝန်ကလူတွေကခေါ်ဆိုကြတာပါ။အခုခေတ်မှာတော့ဥရောပအမေရိကတရုတ်ကအစားရှိရနိုင်ငံတွေမှာအန်ဂိုရာရပစ်တွေကိုမွေးမြူလာကြပါပြီ။အန်ဂိုရာရုံတွေရဲ့အမွေးတွေဟာတစ်နှစ်ကို၁၂လက်မှ၃၀စင်တီမီတာထိကုန်မှရှည်ထွက်နိုင်ပါပြီ။ ဒါပြင်ကိုမှပိုးချီလိုမျိုးပါလွာပြီးတော့လူကဓာရိုက်ကိုမှသူ့ရဲ့အသားပေါ်တင်လိုက်ရင်တော့ရားရံမှုနဲ့ကြမ်းတမ်းမှုလုံးဝမရှိတဲ့အတွက်ကြောင့်ဒီယုံမွေးကလည်းဈေးကွက်မှာတော်တော်လေးကိုမှနာမည်ရပါတယ်။ယုံရဲ့အယောင်ပေါ်မှာလိုက်ပြီးတော့အမွေးတွေကလည်းအဖြူမီကိုအညိုပန်းအောင်ဆိုပြီးတော့အယောင်သွေးကွဲပြားကြပါသေးတယ်။ တိတ်ပန်နေကြလေးလာချက်တွေရကတော့အန်ဂိုရာရုံတွေဟာဒီနေ့ကိုပြန်ပြန်အမွှေးတပောင်ကနေနှစ်ပောင်အထိကိုမှထုတ်လုပ်ပေးနိုင်ပြီးတော့သူတို့ရဲ့အမွှေးတွေဟာလည်းရေဆုပ်ယူနိုင်စွမ်းမြင်မကအပူချိန်မိုင်းနဲ့10ဒီဂရီဆေးစီရဲ့အထိကိုမှကာကွယ်ပေးနိုင်ပါပြီ။တဘာဝအမွှေးဖြစ်တာကြောင့်ဓမတဲမှုနေပြီးတော့အရေပြားနူးနေသူတွေအတွက်ကိုမှတင့်တော့ပါပြီ။အန်ဂိုရာသွေးမွေးဟာလည်းပိုးချီတဲ့ရှေးစမကကိုပိုးနေပြီးတော့ပေါ်ပါတာကြောင့်သူတို့ရဲ့ဆွေတာအနှွေးတွေလက်အိတ်ဆရာတွေမှလည်းအသုံးပြုပါပြီ။ ဒါကြောင့်မလို့အမွှေးထူတဲ့ဒီယုံတွေကိုမွေးကျင်နေဆိုရင်တော့ဖြင့်သူတို့ရဲ့အမွှေးရှေတွေကိုတပတ်ကမှ၃ချိန်ထပ်မနေကိုစနစ်တကျကိုဖိပေးပြီးတော့ညှက်ပေးဖို့ကိုလိုအပ်ပါတယ်။အမြင်တက်မများပါရင်ဟင်းဒီဟင်းရွက်တွေကိုဂယုတိုက်ကိုကျွေးမွေးဖို့လိုအပ်ပါတယ်။ဒါပြင်ကမှစူထိုင်းမှုတွေကသူတို့ရဲ့ကိုယ်ပေါ်ကအမွှေးတွေကပျက်စီးနိုင်တာကြောင့်သူတို့ကိုနေအောင်ရတဲ့နေရာမှာထားပြီးတော့အရေးတကြီးကြီးနဲ့ကိုမှဆောင်ရှောက်ရမှာဖြစ်ပါတယ်။အမွေးရကြောင်မျိုးလုံးနာရာတွေနဲ့နားရဲကိုပိုးဝင်သွားတာတွေဖြစ်နိုင်တဲ့အတွက်သူတို့ရဲ့ကျန်းမာရေးကိုလည်းပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဒါဝိဒေမကဒီပဲနဲ့အန်ဂိုရာယုံနီရဲ့သွားရီဟာလေတနှစ်ကို၅လမထိကိုမှရှိနေတာကြောင့်တက်ခေါလူမျိုးမှကြောတဲ့အစာတွေကိုတော့မှကျွေးတင်ပါရီထောဘက်ပင်မုံလာဥနေရွံတီမိုဒီမြက်ချောက်စားတဲ့အမြင်တက်တွေပါဝင်တဲ့အစာကိုအဓိကကျွေးတဲ့နီလန့်ဖြစ်လေအန်ဂိုရာယုံတွေကိုစောင့်ရှောက်ရရပါရီကြားလိုက်တာနဲ့ဒီကောင်တွေကိုမွေးရတာအလုံးရှုပ်တယ်ထင်ရပေမဲ့လို့တကယ်တော့ဒီယုံတွေဟာလေလူကိုခင်တက်ချွဲတက်ပြီးတော့ထားရနေဆေးရသွားတဲ့အကောင်လေးတွေလည်းဖြစ်ပါရီချစ်ဖို့ကောင်းပြီးတော့ခိုင်းတာလုပ်တဲ့အတွက်ကြောင့်ကလီရီနဲ့မိသားစုဝင်တွေကဒီယုံလေးတွေကိုကျင်းတည်ပေါ်သဘောကျကြပါရီ အန်ဂိုရာတုံးမွေရလည်းကမ္ဘာဈေးကွက်မှာ1ကီလိုကိုအမေရိကန်ဒေါ်လာ90ကနေပြီးတော့200အထိကိုရှိတာကြောင့်အန်ဂိုရာယုံတကောင်ဆိုရင်မွေးသူအတွက်တစ်နှစ်ဝင်ငွေဒေါ်လာ100ကနေပြီးတော့900အထိကိုရရှိနိုင်ပါပြီ။မြန်မာမွေးထားလိုက်ရင်တော့ယုံမွေးညက်ရောင်းတဲ့အလုံးတွေပဲတမိသားစုလုံးရဲ့စီးပွားရေးကိုထိန်းထားနိုင်ပါပြီ။ ဒါပေမဲ့လည်းဒီလောက်ထိကိုမှချစ်ဖို့ကောင်းပြီးတော့ဈေးကွက်ဝင်တဲ့ရှုံမျိုးစေကိုမြန်မာနိုင်ငံမှာကတော့မွေးသူမရှိသေးဘူးလို့လည်းသိရပါတယ်။ပရိသတ်တို့ရေဒါကတော့တကောင်မွေးထားရင်ဒေါ်လာရာနဲ့ချီပြီးတော့စားရတဲ့အမွေးထူးထူယုံကြည်ရအကြောင်းကိုကျွန်တော်ရဲ့ကိုရဲမြန်မာ channel လေးကနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။